မင်္ဂလာပါကျွန်တော်ခုပြပြပေးသွားမယ့်သင်ခန်းစာကတော့ဒီဖူပလင်လေးတွေကို PCB ပုံပြပေါ်မှာနေရာချတာကိုပြပြပေးသွားမယ်ဟုတ်ပြီကျွန်တော်ဖူပလင်လေးတွေကို PCB ပုံပြပေါ်မှာနေရာစချပါမယ်ပြင်ဆုံးဒီဖူပလင်လေးတွေပေါ်မှာဒက်ကလစ်ထောက်ပါဒက်ကလစ်ထောက်ပြီးကပ်ကိုနှိပ်ပါအပြင်ဧရိယာမှာဒက်ကလစ်ထပ်ထောက်ပါဟုတ်ပြီနော်ဒါဆိုနေရာစချမယ်ကျွန်တော်အန်တူနိုင်းလေးကိုယူလိုက်ပါမယ်ဒက်ကလစ်နဲ့ဆက်ပေးပါဒက်ကလစ်နဲ့ဆွဲယူပါ ဒိုင်ယိုလေးလုံးကိုတစ်ခါတည်းလက်ကလစ်နဲ့ဆွဲပြီးဆက်လက်ပေးပါမယ်။ဒီယူပါ။နေရာချပါ။နောက်ဒိုင်ယိုလေးလုံးကိုလက်ကလစ်နဲ့ဆက်လက်ပေးပြီးယူပါမယ်။

ုံနဲ့ကုန်တဲ့တတိပင်လေးကိုနေရာချပါမယ်ပုံနဲ့ကုန်တဲ့တူပင်လေးကိုနေရာချပါမယ်နောက်ပုံလိုက်တော့ကုနာတစ်ခုကိုနေရာချပါမယ်။ဆရာဖောပင်လေးကိုနေရာချပါမယ်။

နောက်ဆုံးတိုင်ကို LED တွေကိုနေရာချအောင်မယ်ဆုံးဆွဲကြည့်ပါခုပြီးဒါဆိုရင်ကျွန်တော်တို့ footprint လေးတွေကို PC ပုံပြောင်းပါမှာအကုန်လုံးနေရာချပြီးရောက်ပြီဟုတ်ပြီဒါလေးတွေကိုကျွန်တော်တို့ design လေးကိုပြင်ပါမယ် တို့ဒီတော့ပါလို့ဒီစာလေးလေးကိုအောက်ကိုချပါမယ်။ ုံနေရာချတဲ့အချိန်မှာတခုချင်းစိတ်ရှိနေတဲ့နေရာချပါဒါဆိုရင်စာလေးကမလွတ်တော့ယူလို့မရဘူးဒါအောင်လေး online နဲ့ဆွဲချပါပြီးရင်စာလေးကို select လုပ်ပါအောက်ကိုချပါ ပုံနဲ့တူပါဟုတ်ပြီအဲ့တော့ဒီတိုင်အောင်လေးပြင်ပြီးသွားပြီဒီလူလူတွေကြားရချပဲပါ စာလေးကို live ပြီပါလက်ကလေးထောက်ပြီးလက်ကလေးနဲ့ပဲဆွဲပြီးလိုက်ပြီပါ။ ဒီ CD တွေကိုအောက်ချပါမယ်ဖုန်းလေးကိုလည်းပြင်ပါမယ် ရိုလေးရှင်းအတွက်ဒီဘုတ်ကနေစပေးပါအောင်နေပါစာလေးကိုအောက်ချပါမယ် ီမှာကျွန်တော်ဒီလိုဆွဲကြည့်လိုက်ပါဒီမှာဆိုရင်ဒီ G4 လေးကကျိုးရတာဒီတော်တော်လေးရှုပ်နေဒါဆိုရင် Vivo ကနေ Spray Box ဗီဒီယိုလေးလို့မှာဒါဆိုတက်သွားတယ်ဒီကဒိုင်အိုဒီလုံးအောင်ရတယ်ကျွန်တော်တို့မှာဆိုရင်ဒီဘက်မှာရှုပ်တယ်ဒီဘက်ကျတော့ဒီလိုလိမ့်နေတယ်ကျွန်တော်တို့စေဘောက်ပဲလိုက်ပါ ဒါဆိုရင်ဒီမှာရှုပ်သွားတယ်ဟုတ်ပြီကျွန်တော်တို့ဒါကို speed up ပြန်လိုက်ပါကျွန်တော်တို့တစ်ခါမှညီမရပါမယ်ဒါဆိုရင်ဒီမှာကျိုးလေးတွေဒီမှာတပတ်တော့လို့သွားတယ်ဒီဘုကနေ speed ပေါင်းလိုက်ပါ စာလေးကိုအောက်ချအောင်မယ်ကြားရေးထားလိုက်ပါမယ်ဂျီဖိုးလေးကိုပြည့်ရှိပါဒီရှင်တို့ကီးဘုတ်ကနေစပီကာအောင်လုပ်ပါ ဒါဆိုရင်ကျွန်တော်တို့ full plane ကို PCB ဘောပေါ်မှာနေရာလဲချပြီးပြီးသွားပြီကျွန်တော်တို့စိတ်ကြိုက်လဲပြင်ပြီးသွားပြီဒါကတော့ design ကတော့မိမိစိတ်ကြိုက်ပြင်မှာဟုတ်ပါပြီကျွန်တော် keyboard ကနေနံပါတ်3 key ကိုနှိပ်ကြည့်ပါမယ်ဒါဆိုရင်ဟို Antonite monitor ပေါ့လေကျွန်တော်တို့နေရာချပြီးတော့3 key monitor ကြီးလိုက်တာမှာတေချာကြည့်ပါကျွန်တော် design ကိုကြိုက်တဲ့ design ကိုဆွဲပါ ကီးဘုတ်ကနေနံပါတ်2ကိုနှိပ်ပါနောက်ဗီဒီယိုခိုင်မှာကျွန်တော်တို့ဒီ raw လောက်တာကိုပြောပြပေးသွားမယ်နားလည်မယ်လို့ထင်ပါတယ်